ခွေးသာကြွေးတာ10နှစ်ကျော်ပြီတမီးပုံမှန်ကောင်60ဝန်းကျင်ရှိဘုရားရောအိမ်ရောတရက်မပြတ်ပဲတစ်နှစ်တစ်နှစ်ပဲအဒီခုနေမှာအမေတွေပါရှိတာဒီတိုင်းမကောင်းတာတော့အဒီကမပြတ်နိုင်ဘူးဘာလို့ဆိုတော့သူတို့စိတ်မချဒီလိုမြတ်ထိုင်လို့မြတ်စာနေမှာပဲအဲ့လိုစာလို့မဝရင်ရှောက်စာပါလေရှောက်စာရင်ကားတိုင်းမယ်အဲ့လိုပါနော်အဲ့သူများရိုက်မယ်အဲ့လိုမျိုးတွေးတာပေါ့တမီး ီးကမကြွရမနေနိုင်ဘူးသမီးရဘယ်လိုလူလုံးမလာတားလို့မရဘူးကျွေးမှာအဲ့တော့ဘေးကပရုံမှာမကြွရအပြည့်ခေါ်ကြွေးတယ်ခွေးတွေကိုတော့ကြောင်လေးတာထဲမှာကြွေးတယ်ထဲမှာခွေးကိုကြိုးခွေးမရှိဘူးအပြည့်မှာကြွေးရတာပေါ့အမေကိုအဲ့လိုအနည်းကပြောတယ်ကိုကြွေးတယ်ခဏလေးရ5 minutes 7 minutes ပဲတနေရအောင်အဲ့ဒီနေရာလေးမှာအကုန်လုံးခဏနေပါတော့ကျွန်မကြွေးမယ်နော်အဲ့လိုပြောပြီးမှကြွေးတာအဲ့5 minutes 7 minutes ကိုခဏတောင်းတာကားဆိုလည်းခဏတားတာအာဟိုလိုဝတ်ထုဒီလိုဝတ်ထုရွေးနေဘူးနဲ့ပတ်အဲ့မျိုးဆိုကတော့တုတ်ပြီးအနာမှာတုတ်ခဲ့တာအဲ့တော့ဘာပြောလဲဆိုရင် ဖဖြစ်နေကိုပြောမှဆိုရင်ပေါ့အခွေးစာကျွေးတဲ့လူခွေးသိပ်ပေါက်တယ်ပေါ့အဲပေါက်ဆိုးတယ်ပေါ့အများအပြားတော့ပေါက်ဆိုးတယ်ဆိုပြီးတော့တို့ချို့ကြတယ်လေအဲ့လိုငိမ့်ခံနေသူတို့လှုပ်ရှင်တာလှုပ်ပါလေ င်းစာကျွေးတာ10နှစ်ကျော်ပြီတမီးပုံမှန်အကောင်60ဝန်းကျင်ရှိဖရာရောအိမ်ရောပုံမှန်ကျွေးတာဆိုရင်ဒီဖရာဟို900လောက်ရှိတယ်တမီးမနဲ့အိမ်ရဲတွေရောဒါတမီးတို့လာတော့ဒါ300ပဲကျွေးလိုက်သေးတာညနေပိုင်းတတုပ်ရှိသေးတယ်အဲ့ဒီကဟိုမှာပေါ့ကျသားဆိုလဲဥမာအသားမဟုတ်တော့ကျရိုးလဲနူးအောင်ပြုတ်တာလေအသီးတမျိုးမျိုးနဲ့ပေါ့အဲ့ဒါမျိုးလေကိုတက်နိုင်သလောက်ပေါ့တမီးရဲ့အဆင်ပြေသလိုရောနေ့တိုင်းကျွေးတယ်ဒါပေမဲ့အဲ့လိုကောင်းအောင်တော့တခြားကျွေးပါလေတခြားလေးပေါ့နော်တနက်ပဲစရတာဆိုတော့လေတရက်မပြတ်ပဲတနေ့တနက်ပဲ အာဟိုအခက်အခဲကြီးလို့တိတ်ကျွေးနိုင်ဘူးဆိုတာအဲ့ဒီစိတ်ဆင်းရဲတာပေါ့သမီးရဲ့ဒီလိုမြတ်ထိုင်လို့မြတ်စာနေမှာပဲအဲ့အဲ့လိုစာလို့အမဝရင်ရှောက်စာမှာလေရှောက်စာရင်ကားတိုင်းမယ်အဲ့တော့ပေါ့နော်အသူများရိုက်မယ်အဲ့ဒါမျိုးတွေတွေးတာပေါ့သမီးရဲ့အဲ့တော့ဝါလင်းကျွေးချင်တာဘာကြောင့်အလုပ်လုပ်နေအဒီခုနဲမှာအမေတွေပါရှိတာနေတိုင်းမကောင်းတာတော့အဒီကမပြတ်နိုင်ဘူးဘာလို့လဲဆိုတော့သူတို့စိတ်မချဘူးအဲ့ဒါကြောင့်ဘဲမှလည်းမသွားဘူးအဲတိတ်တိတ်နေသူတို့ကျွေးဖို့ပဲအဲ့လိုဗလာဒါပေမဲ့အလုပ်နဲ့ပတ်သက်ရင်တော့ အဲ့လိုပေါ့နေ့တစ်ဝက်လောက်လုံးရမယ်ဗာညာဆိုရင်လည်းသူတို့ဝါအောင်ကျိုးပြီးသွားရတာပေါ့သမီးရေဒီနေ့ကမနက်ဖြန်အတွက်သူတို့ဈေးိတ်ဆိုတော့လေအဲ့လိုကြောင့်မလို့အိမ်နေဘလောက်ပဲပြပြောင်းဒီဖေရဲ့ပတ်ဝန်းကျင်မှာအဲ့ဒီရှာတာဒီဖေရကလေးတွေအနည်းရန်တနာတယ်လာလာပြစ်နေကြအရိယာမကြွရမနေနိုင်ဘူးသမီးရေဘယ်လိုလူမျိုးကလာတားလို့မရဘူးကျွေးမှာအဲ့တော့ဖခင်ဘယ်တော့မှမကြွရင်အပြစ်ခေါ်ကြွေးတဲ့ခွေးတွေကိုတော့ ကြောင်လေးတွေအแทမှာကျွေးတယ်အแทမှာခွေးကိုကျွေးခွေးမရှိဘူးပြင်မှာကျွေးရတာပေါ့အဲ့ဒီလိုအဲ့လိုမဟုတ်အဲ့ဒီကပြောတယ်ကိုကျွေးတယ်ခဏလေးရငါးမိနစ်7မိနစ်ပဲတနေရအောင်အဲ့ဒီနေရာလေးမှာအကုန်လုံးခဏနေပါတော့ကျွန်မကျွေးမယ်တော့အဲ့လိုပြောပြီးမှကျွေးတာအဲ့ငါးမိနစ်7မိနစ်ကိုခဏတောင်းတာကားဆိုလည်းခဏတားတာအဲ့ဒီကျွေးတဲ့လမ်းကြောင်းမှာလမ်းမလျှောက်ရှင်းနေတာတို့တို့ရနော်ဘယ်သူမှပြောရဘူးအဲ့ပုံမှန်ကျွေးနေကြအဲ့ဒီပြောပြီးတော့ငါကွေးသာကျွေးတဲ့အချိန်ကျောင်းသားတော့လည်းဘေးကကကျွေးရှုပ်လာရင်အဲ့ဒီကပြောတာကိုက်ကမှလက်မခံခွေးတွေလည်းအကုန်အပြေးလိုက်တာနော်ပုံမှန်သိတယ်ခွေးနဲ့ပတ်သက်ရင်တော့အဲ့ဒီခွေးတွေကြောင့်နဲ့ပတ်သက်ရင်တော့အဲ့လိုအထီးမခံဘူး တခါတည်းလေကိုလေ့နေတော့ဘယ်သူလို့လောက်သွားမှမသိဘူးပေါ့အဲ့ဒါမျိုးတခါလေးကျခလေးတွေ့တတ်တယ်လက်တွေနာတာတို့ခွေခွေချင်းကြိုက်တာမျိုးဆိုကဒဏ်ရာတိတယ်လေအဲ့ဒါမျိုးဆိုကတုတ်ပြီးအနာမှာတုတ်ခဲ့တာခွေအမွေးနဲ့အမြခံရပါသေးပါညာတုတ်ကောအဲ့တော့ဘာပြောလဲဆိုရင်ဖက်ဖြစ်နေကိုပြောမယ်ဆိုရင်ပေါ့အခွေစာကျွေးတဲ့လူခွေသိပ်ပေါက်တယ်ပေါ့အဲအပေါက်ဆိုးတယ်ပေါ့အများအပြားတော့ပေါက်ဆိုးတယ်ဆိုပြီးတော့တချို့ကြတယ်လေအဲ့လိုငိမ့်ခံနေသူတို့လှုပ်ချင်တာလှုပ်ပါလေအဟိုလူကထုဒီလူကထုရွှေနှွေးပူနဲ့ပတ်အဲ့တော့နောက်ပြီးတော့လေ့ရင်လှုပ်မိမတွေဆိုတွေ့တာနဲ့လှုပ်မိမတွေကပိုးဆိုးတယ် ချစ်တတ်တယ်လို့မထင်နဲ့တွေ့တာနဲ့ထုတ်ထုယူနေဘူးနဲ့ပဲအရန်ဒီနဲ့တော်တော်ကမဖြစ်ဘူးအဲ့ဒါမဖြစ်တိတ်ဆန်တဲ့ပတ်သက်မရဘူးကိုကတချို့ကြငါတဲကြီးခံမှာငါ့ကွယ်ရပိုးလုံးမယ်ဆိုတဲကြီးခံပိုးလုံးတယ်အဲ့တဲကြီးမခံဘူးပြီးတော့တိတ်ဆန်တဲ့ပတ်သက်နာဒီကောက်ွယ်ပြီးသားပဲအဲ့ဒီအရင်နဲ့ဒီကြီးနေတဲ့တိတ်ဆန်ချစ်သူတွေသိပါတယ်အဲ့ဒီကြောင့်လေ ်ဟိုနည်းနည်းကိုနဲ့ကျွေးတို့ကြာလာပြီဆိုနာမည်လေးပေးထားလေအဲသူတို့ရဲ့ဇီယက်ကလေးကြည့်ပြီးပုံပေးပြတာပေါ့သမီးရဲ့အဲသူကြတော့ညီကိုနှကောင်းလေးလာပြီးတော့ထွားတဲ့ကောင်ကိုကိုကိုလို့ပေးလိုက်တာအဲကြအဲ့ဒါကိုကိုဖြစ်ပါခွေးကိုကိုသူကလူကိုကိုမဟုတ်ဘူးနော်တသခွေးကိုကိုလို့သူနာမည်ကိုကိုဆိုရင်သိတယ်အာတော်တော်များများလည်းတည်တယ် Facebook မှာဆိုကိုကိုဆိုရင်အဲ့ဒီစာကြွေးတဲ့ကိုကိုလို့ပြောတာ။သူကအရင်တော့ကဒီဖုန်းကြောင်းတာမှာဖုန်းကြောင်းတာနေပြီဖခင်ဖခင်ကဒီထက်ကလေးနဲ့မတည့်ဘူး။ဖခင်အပြင်မှာအစာကြွေးပြီးတော့ညဆိုဒီမှာပဲပြန်လိုက်တာ။ဒါမဲ့သူကဘယ်လိုပြောရမလဲဒီနားမှာကြွေးတဲ့လူတွေလည်းပေါ်ပါတယ်။ ကိုကိုကိုကြတော့လေကိုကိုကိုကြချစ်ကြတယ်ဒီနာကယ်ဒီဂိတ်ကလည်းချစ်တယ်လူညလည်းဒီနာနေစရာတော့နေစရာလေးပေးတယ်ဆိုင်ခဲနေရလေ तू အေးတယ်အေးတယ်မဘူးကြီးတို့အေးလဲအေးလားမဘူးလဲသားမေးပြောနေတခုံးမယ်ကောက်ရတို့ကြပြောမကောင်းကောက်ရတို့ကြဖြူမတို့ကြတော့ तू ကပြောကောင်းတယ်မကြည့်ဒီမောကြည်တာဒီတိုင်းနေဆိုနေတယ်တနာဖို့အရင်ကောင်းသားနော်ထိတ်ထဲမှာတော့မဘူးတပြည့်နေချာတယ်လား ငါတပည့်မကြွမဆိုးလို့သားလို့စိတ်ထဲမှာထင်ဟလာသားမိအဲ့လိုတွေးနေလားဒီကလေးတွေအကုန်လုံးအနေနဲ့သုံးလတစ်ချိန်သားထိန်တယ်ဒီကောင်လေးကသားချော့ပြက်ပြီးသားခရံရကနေဘိုးထောင်ခရံရကနေပြီးတော့လေဖခင်တွေကခွေးတွေခွေးတွေရောခွေးမတွေရောခွေးတီရောလာလောက်ပေးသွားတာအပြစ်ကလေးသာနေထိန်ရစွန့်ပြစ်ကလေးဘိုးပြစ်ဒီပြစ်လုံးမထမ်းနဲ့ခွေးကလေးတွေသားထိန်ပေးမယ်သားချော့ပြက်ပေးမယ်ဆိုလို့ရှိရင်ဒါမျိုးပွားနှုံထိန်တာပေါ့အဲ့ဒီကျိုးခဲ့တဲ့လမ်းတွေဆိုအရင်တော့ဆိုအများကြီးပဲအဲသားထိန်သားထိန်နဲ့ဥမာကားတိုက်လို့သိမယ်သူတို့ချင်းနေမကောင်းလို့သိအဲ့လိုနဲ့ညော့သွားတာ ဒါပေမဲ့အခုအန်ဒီကျွေးတဲ့နေရာတွေမှာသားသမီးတွေထက်လာပြစ်တာဗိုက်တွေနဲ့လာပြစ်နေပေါက်တာဒီအစ်စ်တွေကငိုတဲ့ဟာတယ်ဒီအဟောင်းတွေကငိုတဲ့ဟာတယ်ဖခင်တွေမှာလာပြစ်တဲ့ပြည်စီလေးဆိုလာပြစ်တဲ့ဟာလွဲပြီးချက်နာမရှိဘူးအကုန်သားထိန်ပြီးသားဩဒီလမ်းမခွေးလေးကျွေးနေတဲ့လူတွေအကုန်လုံးကအနေရကင်းကင်းနေပေါ့နော်အဆင်ပြေပြေကျွေးကျွေးနိုင်ပါစေကိုယ်လည်းအဆင်ပြေပြေကျွေးကျင်နေအနေရကင်းကင်းကျွေးကျင်နေကလေးတွေလည်းဘေးကင်းပါစေ